နေ့ရုပ်ရှင်မိသားစုများဖြစ်ကြတဲ့အလုပ်ပြုဖို့ဟောတင်တယ်။မဆယ်စကြောင်းကျောင်းဆင်းရာရှိမိသားစုများကဒီတက်ကတော့မှာလာပြီးတော့အထောက်အကူတွေပြုလုပ်ကြတာ36နှစ်မြောက်ဆွန်ဆက်ကလူတန်းချင်းအချိန်ခါတို့ရောက်ရှိလာပါပြီ။ဒီနေ့ရုပ်ရှင်မိသားစုများအားဘုရားဘာသာဝင်သူတော်စင်များရဲ့ဤမှန်ချက်ဤရွယ်ချက်၃မျိုး ဲ့ဒါကိုဦးဇင်းတို့ပြောကြရအောင်နားလေသောစကလုံးနဲ့ပြောရမယ်ဆိုရင်ဒုထာဝအရေးသုံးပါတော့နော်အဲ့ဒီစကလုံးကတော့အလုံးနာထဲမှာရှိပြီလားပဲဒုထာဝအရေးသုံးပါဆိုတာဘုရားဘာသာဝင်တယောက်ဖြစ်လာပြီဆိုရင်ဦးဇင်းတို့ကကံကံအကျိုးတရားကိုနားလေယုံကြည်ရကောင်းတာတော့ရင်ကောင်းတဲ့ကျိုးတရားခံစားရမယ်မကောင်းတာတော့ရင်မကောင်းတဲ့ကျိုးတရားခံစားရမယ် အဲ့ဒီကံကံရဲ့အကျိုးတရားကိုယုံကြည်တော့ကိုကကောင်းတဲ့အကျိုးတရားကိုခံစားခြင်းကောင်းတဲ့အလုပ်တွေကိုစူးစမ်းပြီးတော့လုပ်ရဘုရားဘာသာဝင်များရဲ့ရည်ရွယ်ချက်ပန်းတိုင်သုံးခုတို့တာပေါ့အရေးသုံးပါနံပါတ်1အပေမကြာရေးနံပါတ်2သုခတိဘုံဘဝတော်၌အစဉ်တန်းမြင့်မြင့်ယက်တည်နိုင်ရေးနံပါတ်3နိဗ္ဗာန်ဆံဝင်နိုင်ရေးဒါတို့ဥစဉ်တို့ရဲ့ ဘုရားဘာသာဝင်များရဲ့ရည်မှန်းချက်ပန်းတိုင်သုံးခုလို့ခေါ်ပါတယ်။နံပါတ်1အပေမကြီးဒါဝဇ္ဇလို့သူတော်ကောင်းတို့အားလုံးသိပြီးတဲ့အတိုင်းပဲမိမိတို့ရဲ့ဘဝသည်အလွန်တရာကုသိုလ်ကံစွမ်းအားကြောင့်လူ့ဘဝမှာလူလာဖြစ်ကြ။သာနာတော်ကြီးနဲ့လည်းကြုံတွေ့ရတယ်။ဘုရားတရားတန်ခါယေနာသုံးပါးကိုလည်းဘိုးဘွယ်စိက္ခပူဇော်ခွင့်ရ ကံကံရဲ့အကျိုးတရားကိုလည်းယုံကြည်ခွင့်ရအသိဉာဏ်ကိုရှိတဲ့ဘဝတစ်ခုကိုရမှာကြ။အဲ့ဒီဘဝကိုရမှာတော့ဒီဘဝကိုရမှာခြင်းဒီကုသိုလ်ကံစွမ်းအားကြောင့်ရလာတဲ့အတွေ့အကြောင်းကုသိုလ်ကောင်းမှုတွေကိုစူးစမ်းပြီးတော့ပြုရ။အဲ့ဒီကုသိုလ်ကောင်းမှုတွေစူးစမ်းပြုရတယ်ဆိုတာလည်းဘာကြောင့်လဲဆိုရင်နံပါတ်၄အပေကိုမကြားရအောင်စေဖို့အပေ၄ပုံဆိုတာဦးဇင်းတော်ကောင်းတို့ရဲ့ အိမ်အိုဟောင်းအိမ်ဒီဟာတို့လေဒါဆိုကြပမတတာဟိဆတ်တာရောအပါယသကကေဟာတတိတာမိမိတို့ရောပေါ်ပေါ်ဆဆနဲ့နေဒါနာလည်းမမြူတီလာလည်းမဆောင်တီပမတဝိပဒနာတရားလည်းမပွားများပဲနေဒီဘဝမှာဒုဖြစ်ယုံနေဖြစ်ပြီးတော့ဘာလို့တော့ကောင်းမှမလုပ်တဲ့ပုဂ္ဂိုလ်မိတိရောနေတဲ့ပုဂ္ဂိုလ်များဆိုရင် စတ္တာရောအပါယအပေလေးပုံကသတ္တခေနာတတိနာမိမိကိုယ်ရဲ့အိတ်ကြီးနဲ့တူတယ်။ယနေ့ဥစ္စာတို့တော်ကောင်တို့လူဘဝမှာလူလာဖြစ်တယ်ဆိုတာအဲ့ဒီဘဝနဲ့လာဖြစ်နေကြတာ။အဲ့ဒီဘဝနဲ့ဖြစ်နေတဲ့အချိန်မှာကိုယ့်ကိုယ်ကောင်းမှုတွေမပြုတ်လို့မအားထုတ်ကြဘူးဆိုရင်တစ်ချိန်ကျရင်တည်သွားရင်တော့ကိုယ်အိမ်ဟောင်းကိုပြန်ရမှာပေါ့။ ကိုအိမ်ဟောင်းကိုကိုပြန်ချင်တယ်ဆိုရင်တော့ကိုတို့ကောင်းမှုမလုပ်ပဲနဲ့ဒီတိုင်းနေကြပျော်ကြပါကြတောက်ကြစားကြပေါ့အဲ့ဒီလူ့ဘဝမှာရလာတဲ့ခိုင်ခံမှုရှိစွာအသုံးချပြီးတော့ကိုတို့ကောင်းမှုပြုရင်တော့အထက်စင်စင်တန်းမြင်တယ်ဘုံဘဝတွေရောက်ပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ခံစားရမှာပေါ့ ဒါကြောင့်လို့လေကိုတော်ကောင်းမှုတွေကိုစူးစမ်းပြုဖို့ဘုရားမြတ်ဘုရားကအမြဲတမ်းတည်ပြီးတော်မူတဲ့အပမဒေနာပိလဝေတံပါတိသာလောကမှာသာမဏေတို့ကြီးဘလောက်ပဲထွန်းထားနေပါစေဥစ္စာတော်ကောင်းတို့ရဲ့ဘဝလူဖြစ်လူဖြစ်လူဘဝမှာမဖြစ်ပဲနဲ့ ငရေပြိဆံပြိတာအလိုတကယ်အပင်လေးပုံကြားရောက်နေမယ်ဆိုရင်ကိုယ်တော့ဘာမှကိုအတိတ်ပဲမရှိဘူးဘာမှလည်းတန်ဖို့မရှိဘူးကံကုသလို့ဥမာပြောကြပါစို့အနည်းဆုံးဥမာနဲ့ပြောကြပါစို့လူပြည်မှာလူပြည်နဲ့အနည်းဆုံးနတ်ပြည်ဆိုတာစလုံးမာရဲ့နတ်ပြည် လူ့ဤနဲ့အနည်းဆုံးငရေပုံဆိုတာလေသင်ဆိုင်ငရေဆိုတာလူ့ဤနဲ့အနည်းဆုံးအပေါ့အဆုံးငရေဒီပေါ့အဲ့ဒီပုဂ္ဂိုလ်များရဲ့တက်ကြံကိုဆိုတော့နိုင်ရှင်ပြနိုင်ရှင်ကြည်ရအောင်လူ့ဤမှာအနှစ်90ပြည်မှာစတုမာရဲ့လူ့ဤနဲ့အနည်းဆုံးဖြစ်တဲ့စတုမာရဲ့တက်ဒီမှာတည့်ရပဲရှိတယ် တခါလေးဒီနတ်ပြည်မှာသူတို့နတ်သက်တန်ကအနည်း900ရှိတယ်သူတို့နတ်သက်တန်အနည်း900ပြည်မှာလူပြည်နဲ့အနည်းဆုံးဖြစ်တဲ့သင်းဆိုင်ငရဲမှာတရက်ပဲရှိငရဲတဲ့ဘလောက်ရှိတယ်ဆိုတာဦးဇနုတို့ကောင်းများခုမှကိုတွေ့ချင်းလိုက်လူပြည်မှာအနည်း900ပြည်မှာသူတို့မှာဒီနတ်ပြည်မှာတရက်ရှိတယ်အဲသူတို့မှာဒီနတ်သက်တန်ကလည်းအနည်း900ကျားတယ် အဲ့ဒီအနတ္တတန်အနည်း900ကြာတဲ့ရက်ကဦးဇင်းတော်လူကြီးနဲ့အနီးဆုံးဖြစ်တဲ့အပေါ့ဆုံးဖြစ်တဲ့သင်္ဆိုင်ငရဲမှာတရက်ပဲရှိသေးတာအဖြောက်ပလိုက်မယ်ဆိုရင်လူကြီးမှာအနည်း900တန်းကြာမှအဲ့ဒီနဲ့ငရဲမြီမှာတရက်ပဲရှိသေးတာတကယ်လို့ငရဲပုံကိုရောက်သွားမယ်ဆိုရင်သူတက်တန်းစိတ်အောင်တက်တန်းကြည့်အောင်ခံစားရမယ်ဆိုရင်စဉ်းစားကြည့်လိုက်လူကြီးမှာတက်တန်းပေါင်းဘယ်လောက်နှစ်ပေါင်းဘယ်လောက်ကြာသွားမလဲဆိုတာ ။ဥဇင်းတော်တော်ကောင်းကြီးရဲ့ဘဝဘလောက်ကံအောင်တဲ့လေ။အဲ့ဒီငရဲ့ဒိဋ္ဌာန်ဒိဋ္ဌာသူတကယ်အပင်ကြီးပုံကလွတ်မြောက်ပြီးတော့သူ့ရဲ့ဘဝမှာဒုနာပြရတဲ့ဒိဋ္ဌာန်ကောင်းနေ။ကံကောင်းနေတော့ကောင်းတဲ့ခံတွေကိုတတ်နိုင်ပြန်ရစူးစမ်းပြီးတော့ပြုပြရ။ဥဇင်းတော်ရဲ့ဘဝသည်မတည်ငြဲတဲ့ဘဝအမြဲတမ်းအချိန်တိုင်းအချိန်တိုင်းမှာအိုနိုင်တယ်ပုံရမယ်နိုင်ရမယ်သိရ ဒီနေ့အသက်ရှင်နေတော်များလည်းနတ်ဘက်မှာပြည်ချင်းရင်ပြည်သွားမှာပဲကျုပ်ပညာရှင်များပြောတဲ့စကားနတ်ဘက်မှာဆိုတာ24နိုင်ပြည်မှာရောက်နတ်ဘက်ဆိုတာကြာသေးရဲ့နောက်ဘဝဆိုတာခဏလေးပဲနတ်ဘက်မှာမရောက်ရင်ဒီညပဲပြည်သွားမယ်ဆိုရင်နောက်ဘဝကိုရောက်သွားဆိုလိုတာကအိုချင်းနာခြင်းတည်ရင်သဘောတရားဆိုတာဘုဆုံးတို့တော်ကောင်းရဲ့တန်လမ်းမှာဘာမှခိုင်မာခြင်းမရှိဘူး တတံအခုကိတတံ85နှစ်တန်ပဲဆိုပါဆို85နှစ်တန်ဆိုပြီးမဲ့လဲ85နှစ်မပြည့်ပြန်လဲပြီးသွားတာလည်းရှိတာအချို့ကျောအမေဘဝအမေဝမ်းဝမ်းမှာပဲတည်သွားတဲ့လူတွေလည်းရှိတာပဲဆောမနာကတည်ခြင်းသဘောတရားဆိုတာဥစ္စာတော်ဘုရားကောင်းရဲ့ခန္ဓာမှာအမြဲတမ်းနှိမ့်ဆက်နေတဲ့အခွင့်အရေးဘုဂေမနာကမတည်ခြင်းမှာဘုသောကောင်းမှုတွေစူးစမ်းပြုမှအရေးကြီးတယ်ပြုဖို့အရေးကြီးတာပေါ့ အဲ့လိုကုသိုလ်ကောင်းမှုတွေပြုမှာနှစ်ဖက်တိဦးဇင်းတို့ရဲ့တာဂက်တွေတဲ့အပေမချာကြီးဆိုတဲ့အပေဘုံကတို့ပြောင်းကြီးဆိုတဲ့ဒီမှန်ချက်နဲ့ပြီးဆောင်သွားမှာဖြစ်ပါနာဒာတုဂတိဘုံဘဝနိုင်အစဉ္ကြံမြင့်မြင့်ရည်တည်နိုင်ရေအပေမချဘူးဒါပေမဲ့လူတော့ဖြစ်တယ်လူသားမှန်လေးပဲဖြစ်တယ်ဆာယမေတောင်ယမေဝိယမေဒီလောကမှာရှိတာပဲဦးဇင်းတို့ ကိုပါဝါကိုပေါင်းခြင်းကိုချိန်လိုက်ပေါ့စင်ရတဲ့ပုဂ္ဂိုလ်ချမ်းသာတဲ့ပုဂ္ဂိုလ်အမျိုးမျိုးရှိတာပြည့်စုံတဲ့ပုဂ္ဂိုလ်မပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတာရှိတာလူ့ဘဝကရလာပြီးမှန်တယ်အဲ့ဒီလူ့ဘဝမှာအစ်စ်တန်မြင့်မြင့်နေနိုင်ဖို့ဆိုတာလည်းအရေးကြီးတာအစ်စ်တန်မြင့်မြင့်ဆိုတာစီးဆိုင်ဥစ္စာကိုပဲပြောတာမဟုတ်ဘူးအတိတ်တရားလည်းအစ်စ်တန်မြင့်ကိုဒါလည်းအရေးကြီးတာ ဒီစီဥ္စာတွေတော့ချမ်းသာကြွယ်ဝတယ်အတိတရားကတော့နေနေတယ်ဆိုရင်လည်းဒါဘဝအစစ်တမ်းမြင့်တယ်လို့ပြောဖို့မရပေဘူးဒီစီဥ္စာတွေချမ်းသာကြွယ်ဝတယ်လို့မိမိရဲ့ဘဝကိုလည်းအစစ်တမ်းမြင့်မြင့်အတိတရားတွေရှိဖို့ဟာလည်းအိအရေးကြီးမိမိတို့ဒီအတိတ်ဘဝကပေါင်းတဲ့ကုသိုလ်ကံစွမ်းအားကြောင့်ဒီဘဝမှာတို့ကဖြစ်နေပြီးတော့ ဘုရားပြရားကလည်းငကိုင်းကျူညာကိုဟောတယ်ယနာကုံမှာကောင်းတာလို့ရင်ကောင်းတဲ့ကျူညာခံစားရမယ်မကောင်းတာလို့ရင်မကောင်းတဲ့ကျူညာခံစားရမယ်လို့ဆိုတဲ့ဘုရားပြရားဟောကြားတော်မူတဲ့တရားတော်တွေကိုနာယူကြည်ညိုပြီးတော့ငါတို့ဘုရားဒီယခုဘုရားမှာအစစ်တမ်းမြင့်တယ်လို့တန်ကရာမှာလည်းအစစ်တမ်းမြင့်မြင့်ယက်တီနိုင်ဖို့အတွက်အစစ်တမ်းမြင့်တဲ့ကိုယ်တော်ကောင်းမှုတွေပြုလုပ်အားထုတ်ရမယ်ဆိုတဲ့ အစင်မြင့်တဲ့ကုသိုလ်တရားကိုလည်းမိမိတို့ရဲ့တဏ္ဍာမှာရှိဖို့အရေးကြီးတယ်အချို့ကြောင့်ပုဂ္ဂိုလ်တွေပစ္စည်းဥစ္စာတော်ချမ်းသာကြွယ်ဝနေဒါနမျိုးကိုလည်းမေ့နေတယ်သီလစောင့်တည်ဖို့ပဲမေ့နေတယ်တမတဝိပဿနာတရားတော်ဝေလာဝေးပေါ့ချမ်းသာတဲ့ပစ္စည်းဥစ္စာပေါ်မှာမန်ရည်ပြီးတော့မန်တက်ပြီးတော့ဒါနလည်းမပြုသီလလည်းမစောင့်တည်ဘာဝနာလည်းပွားများအားလုံးမရှိတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာအများကြီးပဲ အဲ့လိုဒါနသီလပါမနာဝိပဿနာဉာဏ်ဤဘဝများအားလုံးကိုမရှိဘဲနဲ့ဇီးစိန်ဥစ္စာကာမဂုဏ်တအားယုံဒီနဲ့ပင်ပျော်ပါပြီးတည်သွားမယ်ဆိုရင်တော့ခန္ဓာကအစဉ်ဆုံးမသွားချင်တဲ့နေရာမရောက်ချင်တဲ့နေရာကိုပြန်ပြီးတော့ရောက်သွားရမှာဖြစ်ပါအကြောင်းမို့အပေဘုံကလူမြောက်ဖို့နံပါတ်၄နောက်ထပ်နံပါတ်၄ကတုံးဒီဘုံဘဝမှာကျင်နေရရင်လည်းပဲအစဉ်တန်းမြင့်တဲ့ဘုံဘဝမှာရောက်ရှိဖို့ ဒါနဲ့အရေးကြီးတာအဲနတ်ပြမာတွေနတ်ပြည်နတ်လောကပြမာပြည်ပြမာလောကဆိုတာအစတန်မြင့်တယ်လို့ဆိုပြီးတော့ညာလဲသူရဲ့တန်တမာကာမဂုဏ်အာယုန်တွေကဒုက္ခိတတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်ကာမဂုဏ်အာယုန်တွေကိုအပြည့်အစုံခံစားနေရတာဘုရားမှာလည်းကုသိုလ်ပြုစိတ်ဓာတ်တွေမရှိဘူးကုသိုလ်ပြုခြင်းနဲ့စိတ်လည်းမရှိဘူး ။အဘဇာမီကြီးတို့ရောမှကုသိုလ်ပြုခြင်းသူဒီမှာလာပြီးတော့ကုသိုလ်ပြုရတဲ့ဇလန်ဒီဇနောဘလောကမှာအားလုံးကြားဖို့ပါလိမ့်မယ်။နတ်ပြည်နတ်လောကရောက်ပါရင်လည်းသာသနာမှာလောကမှာသာသနာဘုန်းကားတွေကတို့တဲ့ဘာမှတန်ဖို့မရှိဘူး။အဲ့ဒီနတ်ဆင်းစင်တွေကိုခံစားပြီးတော့ကာမဂုဏ်အာယုန်နဲ့တည်သွားမယ်ဆိုရင်တို့တို့လေတို့မရောက်ချင်တဲ့ဘုံဘွားကိုပြန်ပြီးတော့ရောက်သွားမှာပဲ။ဥစ္စာတော်တို့ဒီလိုတော့ကြာတော့အဲ့လိုမဟုတ်ဘူး။ကိုယ့်ကိုယ်ပြုနိုင်တဲ့စွမ်းအား ဘာကြောင့်လဲဆိုတော့သာသနာတော်ကြီးထောင်းကားနေလို့တရားမှန်တဲ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 ့ယန္တမဘောလေကိုယ်ဝယ်စိက္ခာပူဇော်ယုံကြည်အားထားနေတဲ့ဘဝဖြစ်တဲ့အတွက်ကြောင့်လောကမှာသာသနာတော်နဲ့ထောင်းကားနေတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကောင်းမှုကိုနေ့တိုင်းနေ့တိုင်းအချိန်တိုင်းအချိန်တိုင်းမှာပြုချင်တဲ့ဆန္ဒသာရှိအချိန်တိုင်းမှာဘုရားတော်ကောင်းမှုကိုယ့်ကိုယ်ကောင်းမှုပြုချင်လို့ရတယ်ပြုလို့ရတာပေါ့ ။ဘုရားသခင်ကဘွားများရင်နဲ့ကုသိုလ်ဖြစ်နေတာပဲ။မေတ္တာဘွားရင်နဲ့ကုသိုလ်ဖြစ်နေတာပဲ။ယနေ့မှာလောကကြီးမှာလူသားတွေစင်ရင်နေကြတယ်။အမျိုးမျိုးသောပေတုံကနေနဲ့ကြုံတွေ့နေရတဲ့သဘောတွေအားလုံးကျမ်းမာချမ်းသာကြပါစေ။ကာစီရင်နဲ့လည်းမေတ္တာပို့လို့ရတာပဲ။အိယာဝင်ရင်လည်းမေတ္တာဘွားလို့ရတာပဲ။အဲ့ဒီမေတ္တာဘွားနေလိုက်တာကုသိုလ်ကရနေတာပဲ။ အဲ့လိုကိုယ်ကိုရနိုင်တဲ့စွမ်းအားကြီးရှိနေတဲ့ဘုံဘွားမှာရောက်နေတဲ့အတွက်ကြောင့်ကုသိုလ်ကောင်းမှုကိုစူးစမ်းပြုစူးစမ်းပြုရင်မိမိရဲ့ဘဝမှာအဆင့်တန်းမြင့်တဲ့ဘဝတွေကိုအေကံမောချရောက်ရမှာပဲ။နောက်ဆုံးဒီရွယ်ချက်ပန်းတိုင်းကနိဗ္ဗာန်ဆံဝင်နိုင်ရေးဥဇနောတော်ကောင်းတို့ဗုဒ္ဓဘာသာဝင်သူတော်စင်များရဲ့အဓိကဒီရွယ်ချက်ပန်းတိုင်းနိဗ္ဗာန်ကဘုနိဗ္ဗာန်ရောက်မှသာလျှင်ဒုက္ခပေါင်းစုံရဲ့ လုတ်ကင်းမှုအေးချမ်းမှုကိုခံစားရမှာဖြစ်ပါတယ်ဒုက္ခအောင်းလုံးရဲ့လုတ်ကင်းရမှာမှာကနိဗ္ဗာန်ပဲရှိတယ်ဟောဘုဟုချင်းဒုက္ခနာချင်းဒုက္ခပေချင်းဒုက္ခအဲ့ဒီဒုက္ခတွေဆိုတာနတ်လူဒီမှာလည်းမလုတ်ဘူးတိရိစ္ဆာန်ဘုံမှာလည်းမလုတ်ဘူးနတ်ဘုံမှာလည်းမလုတ်ဘူးပြမပေါ်မှာလည်းမလို့ဘူးအဲ့ဒီကိုကျင်းနာခြင်းတင်ခြင်းဒုက္ခအပေါင်းတို့ရဲ့ဒုက္ခညာကနိဗ္ဗာန်တဘုံပဲရှိတယ်အဲ့ဒီနိဗ္ဗာန်ဘုံကိုရောက်ဖို့အတွက် ကိုယ်တော်ကောင်းမှုတွေပြုမဲ့ဒါနာပြုမဲ့ဒါနာတစ္ဆေတိလာသောတိမေတိလာတစ္ဆေသမဏတေယပွားများမဲ့သမဏဘာတစ္ဆေဝိပဿနာတရားဉာဏ်ကြံကြိုးကိုအားထုတ်နေဆိုတဲ့အပမာဒတရားကိုလက်ခံထားပြီးတော့ကိုယ်တော်ကောင်းမှုတွေပြုလို့ရင်ဥစ္စာတို့ရဲ့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကမောဇ္ဇာခံစားဆန်းစားရမှာဖြစ်ပါတခြားမဟုတ်ဥစ္စာတို့ကောင်းများ မိမိတို့ဘုရားပါဒဝင်များရဲ့ရည်ရွယ်ချက်ပန်းတိုင်းတရားပြေဆိုရင်တို့တာဝန်အရေး၃ပါးနပတိအပေမကြာရေးနပါတိသုပတိဘုံဘဝမှာအစဉ်တည်းမြင့်ရည်ရည်နိုင်ရေးနပါတ်၃နိဗ္ဗာန်ဆံဝင်နိုင်ရေးဆိုတဲ့ဥတည်ချက်၃ခုကိုဥတည်ထားပြီးတော့အချိန်တိုင်းအချိန်တိုင်းမှာဒါနာကုသိုလ်သီလကုသိုလ် တမထဝိပဿနာကုသိုလ်များကိုတနေ့တခြားလို့ပေါ့အောင်ကြိုးစားအားထုတ်နိုင်ကြပါစေတနေ့တခြားလို့ပေါ့အောင်ကြိုးစားအားထုတ်နိုင်ကြသဖြင့်နောက်ဆုံးဘုရားဘာသာဝင်များရဲ့ဗန်းတိုင်ဖြစ်သောနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကမုံချခံစားဆန်းစားနိုင်သောသူတော်ကောင်းပုဂ္ဂိုလ်များအပြီးပြီဖြစ်ကြပါစေကုန်သတည်းအာ ကံကြီးစကြရအောင်နော်ကံကြီးစကြကံသာဆရာကြီးနော်သာဆရာကြီးကံကြီးစကြကံနော်တကယ်ကြီးတွေကမိသားဘောလေးပြည်လာမြောက်ဝေးပြအောင်နော်ပါဗျာဟုတ်ပါဘူးကံအားလုံးလိုက်ဆုံးလိုက်ပါအရှင်မြတ်တို့တရားရှင်မြတ်တို့ သတိတော်များသည်ဩနာသိယေရှုပ်ပွေလာစွာဣတံတရာမပြည့်မြဲစွာလွတ်မြောက်ပါရာခြင်းကောင်းကျိုးချမ်းသာကျက်ပြီးမင်္ဂလာအဖျားပြတို့နေတဏိတချာတို့ဘွား ပြည့်စုံပါစေခြင်းအကျိုးကယနေ့ယခုအလုံးသင်ကိုပူလောင်းသင်တန်းအမတ်စင်စัจ java ကြောင်းရှင်းအရာရှိမိသားစုများက36နှစ်မြောက်ဆွမ်းဆက်ကတူတန်းခြင်းအတူတော်မင်္ဂလာအခမ်းအနား၌အတူတော်မင်္ဂလာအခမ်းအနား၌ ဖရာမူရှိသောဆရာတော်တန်ခါတော်အရှင်မြတ်တို့အားဆွမ်းဖဲပွေဘုံစီချုပ်ချင်းအရာကအဖျားဖျားတို့နေတကွာပိတန်ခါတော်အရှင်မြတ်တို့အားတေကံအစရှိသောပစ္စည်းဝတ္ထု saw le yên đất theo nhiệm trình Bồ Tát Thần Bất Đi Sĩ Dây Ô Giang Yên Suy Nguy Yà Thú Thần Nền Đà Đà Tân Đi Đà Quá Đi Sông Chì Á Rám Chà Thần Bất Đi Anna Yoga Kinh Sinh Hoa Yuy

အစရှိသောအကျိုးတရားကုန်၏တဏိတချံတို့ဘဝဘိဇုံရပါလို၏အရှင်မြတ်တို့တရားယနေ့ယခုဘုရားတပည့်တော်တို့တငယ်ချင်းเจ้าစင်အရာရှိများ စုပေါင်း၍စုဆောင်း၍ပြုပြုသမြာကုသိုလ်ကောင်းမှုအဖို့ပါကားတို့ကိုအထူးအားဖြင့်ဘုရားတပည့်တော်တို့နှင့်အထူးတကားကြောင်းစင်းပြီးတာဝန်ထမ်းဆောင်ခဲ့ကြတော်ဝေနော ြာအမြာပေးဝေပါ၏အမြာအမြာပေးဝေပါ၏ကိုယ်လုံးကြာဆုံးသွားလေသည်သောတငယ်ချင်းအပေါင်းတို့သည်တရားတပြည့်တော်သို့ပေးဝေလိုက်တော်ကုသိုလ်အမြာကို စိယေကိဝါအလုရှိအပ်သောချမ်းသာအပြာပြာကိုခံစားဆန်းစားနိုင်ပါစေဘုမတဘာယခုဘဝရှင်ရှင်ဘဝ မသတဝအနန္တမန္တမြတ်တော်သည်ဘုရားတပည့်တော်တို့နှင့်ဤသူဤမြအမြရ၍ စေတော်ကုသိုလ်အမြအမြအမြယူတော်